တော်ဒီအပိုင်းမှာအာခီဟိုရှီကသူတို့ရက်လက်ပိုင်းတွေဆိုးရွားနေတာကိုအကုန်လုံးသိကြပြီးပြီလို့အထင်ပါတယ်အဲသူတို့ရဲ့ဂျန်ငယ်ပိုင်းမှာလည်းပြဿနာကြီးရှိနေတာကိုအလုံးပဲတိတိကြပြီးသားပေါ့ဗျာအခုလက်ရှိမှာအာခီဟိုရှီနဲ့ဒီပြဿနာကြီးတစ်ခုတော့ဖြေရှင်းမှုအတွက်သူတို့ရဲ့အချိန်တကာအရန်ကောင်းနေဆိုတော့သူတို့ fastest ကိုပြင်ခေါ်လိုက်ပြီပဲဖြစ်ပါတယ်အဲတော့ IQ fastest is back ပေါ့ဗျာဒီတစ်ခါတော့ကျွန်တော်ဒီပြောင်းလဲသွားတဲ့ update batch ပြောင်းလဲတွေအများကြီးရှိတယ်ဗျာ map တွေပေါ်မှာဒါမူတည်ပြီးတော့ ဂျွေဝဲဘိတ်တွေတခြားသော assassin type တွေအများကြီးဆော့ရတော့မယ့်အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် fastest ပြန်လာပါပြီဗျအဲ့တော့ fastest ရဲ့ကောင်းခဲ့တဲ့အခြေအနေကိုကျွန်တော်ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ link တွေကိုဒါ performance ပြခဲ့တဲ့အရာတွေ assassin မှာလည်းအဆင်ပြေသလိုနော်တခြားသောကျွန်တော်ဂျွေဝဲဘိတ်မှာလည်းအဆင်ပြေပါတယ်အဲ့တော့ဒီလိုမျိုးအဆင်ပြေတဲ့ဂျင်္ဂလာတယောက်ကိုခေါ်ယူလိုက်ခြင်းရာ RQ တို့ကကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်တယ်လို့ဒါပြိုင်ဘက် fan တယောက်အနေနဲ့ကျွန်တော်တုံးသက်ချင်နေပေါ့ဗျာအဲ့တော့ argue fan တွေကတော့ fast ဆစ်ပြန်လာတဲ့ဟာတွေကိုအောင်တက်တက်နေတော့ကျွန်တော်ခံစားရအောင်ခံစားရပြီမဲ့ထင်မြင်ချက်တွေလည်းဘယ်လိုမျိုးရှိလဲဆိုတာအောက်က comment section မှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ SC4 team ပဲဖြစ်ပါတယ်နောက်ထပ် video ကြရင်အားလုံးနဲ့တူတူပြန်ပြီးတော့တွေ့ကြပါမယ်